ကိုမလိုခြင်းတော့ကိုမနစ်သက်တော့ကိုမမြင်ခြင်းတော့ကိုမကြားခြင်းတော့ကိုမတုံးဆောင်ခြင်းတော့အရာတွေနဲ့မြင်ရကြားရထိတွေ့ရတဲ့အခါမှာအစိုးတုံ့ပြန်နေနဲ့တုံ့ပြန်ကြတယ်မေတ္တာပွားခြင်းတို့ကရုဏာထားလို့တနာပေးခြင်းကိုခြင်းစားခြင်းတို့ပျောက်ဆုံးနေတဲ့အခါမှာထိတဲ့အာယုံမှန်သမျှအပေါ်မှာအစိုးသဘောနဲ့တုံ့ပြန်တယ်အစိုးသဘောနဲ့ သုံးသတ်တယ်အစိုးသဘောနဲ့ရှုမြင်တယ်ဒီအခါမှာစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းရံညိုထားခြင်းဆိုတဲ့တရားတွေပေါ်ပေါက်လာတယ်တင့်တင့်စွာနှလုံးမသွင်းနိုင်တဲ့အခါအရာရာကိုရံတွေလို့ပဲမြင်တယ်ဆန့်ကျင်ဘက်တွေလို့ပဲမြင်တယ်ကိုယ့်အရှိမသူတော်ကောင်းတရားနဲ့ပြောမွေ့နေတဲ့ပုဂ္ဂိုလ်ကိုယ်တော်မှာမတော်မတရားပြင်းမာလို့တဲ့သဘောနဲ့ကြည်တက်တယ်သုံးသက်တတ်တယ် တကယ်သူတော်ကောင်းတရားအနှစ်တွေကိုလည်းပဲအနှစ်မဟုတ်ဘူးလို့မြင်တတ်တယ်။အနှစ်ရှိတဲ့တရားတွေကို အနှစ်မရှိဘူးလို့မြင်ပြီးတော့အနှစ်မရှိတဲ့တရားတွေကိုတော့အနှစ်ရှိတယ်လို့ထင်နေတဲ့အခါမှာ အကုသိုလ်တရားတွေနိုးထလာဖို့အခွင့်အလမ်းတွေများသွားတယ်။ဒီတော့ပြင်ပအာယုံတွေနဲ့ထိတွေ့တဲ့အချိန်မှာ ကိုယ်သဘောနဲ့မတိုက်ဆိုင်ရင်စိတ်ဆိုးတယ်။စိတ်ဆိုးခြင်းဆိုတဲ့အမျက်ထွက်ခြင်းဒေါသကြောင့် ောင်းကျိုးမကောင်းကျိုးနားမလဲတော့ပဲနဲ့အဝိဇ္ဇာဖုံလွှမ်းအတ္တဖုံလွှမ်းတဲ့အတွက်ကြောင့်ငါတကောကောပြီးတော့ပြောမယ်သိုးသွမ်းစွာတုံ့ပြန်မယ်သိုးသွမ်းသောစကားများပြောထွက်မယ်ရုပ်သောစိတ်ထားများဖြစ်လာလိမ့်မယ်ဒီတော့ကိုယ့်ရဲ့ကံတရားတွေက မစင်ကြဲတော့ဘူးမစင်ကြဲတဲ့ကံတရားညှစ်သေးတဲ့ကံတရားတွေဖြစ်လာစေတာကတော့ စိတ်ဆိုးခြင်းဒေါသထွက်ခြင်းပဲလူလိမ်မအမျက်အပြင်မထွက်ဆိုတဲ့စကားအတိုင်းပဲပြင်ပအာယုံက ကိုယ့်အပေါ်မှာထိခိုက်လာတဲ့အာယုံဖြစ်တဲ့အတွက်ကြောင့်အတွင်းမှာတော့စိတ်ဆိုးသွားမှာပဲနာကျင်သွားမှာပဲဒါပေမဲ့ယံငိမ့်စေခြင်းကတော့လကောက်ပြဒနာပြေလည်သွားစေခြင်းကတော့လကောက် ခက်အခဲမရှိဘဲနဲ့အစဉ်ပြေစွာကြော်ဖြတ်နိုင်စေရန်အလို့ငါတော်၎င်းအမျက်တော်သာထိန်းနိုင်ရတယ်။ပြောစရာစကားကတော့ဒီစကားပဲ။ဒါကိုပညာရှိဆန်ဆန်တည်ကြည်စွာ ပြောခြင်းချက်ကြလက်ကြ ပြောခြင်းနဲ့စိတ်အလိုစားကအလျောက်ဒေါသအလျောက်ရှူးရှူးရှားရှားတုံ့ပြန်ခြင်းကွာ။တုံ့ပြန်ဖြေရှင်းလိုက်တဲ့ဖြေရှင်းဒီက စိတ်ဆိုးပြီးတော့တုံ့ပြန်လိုက်တဲ့အခါမှာရလကပို့ပြီးတော့ပြင်းထန်သွားတယ်။အပြိုကွဲတင်သောအရာများပြိုကွဲသွားတယ်။မဆုံးရှုံးတင်သောအရာများကိုဆုံးရှုံးသွားတတ်တယ်။ဒေါသကြောင့်အလျောက်ပြောလိုက်နေတဲ့စကားတစ်လုံးကြောင့်ဂုံတိတ်ခါလေးကြာဆင်းသွားတတ်တယ်။အင်းဒရီပြက်ပြားသွားတတ်တယ်။ကိုကိုတစ်ဖက်သူကအထင်သေးသွားတတ်တယ်။ဒေါသဆိုတာရှိနေသေးတော်လဲ။ အဲ့ဒီဒေါသကိုလူလိမ်မအမျက်အပြင်မထွက်ထိန်းထားနိုင်တဲ့သူကြောင်လက်သေးဖွက်သလိုမျိုး ဖွက်ထားနိုင်တဲ့သူတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဟန်ဆောင်ကောင်းသူပေါ့ဟန်ဆောင်ကောင်းတယ်ဆိုတာလေလိမ်ညာပြီးတော့ဟန်ဆောင်တာကိုကြောတာမဟုတ်ဘူးဒေါသထွက်ချင်ပေမဲ့လို့ဒေါသမရှိသလိုမျိုး နေတတ်တယ်ပြောတတ်တယ်ဖြေရှင်းတတ်တယ်အဲ့ဒီလိုလူမျိုးတွေအတွက်ပြဿနာတွေမြန်မြန်ပြေလည်တာကိုတွေ့ရတယ် အန္တရာယ်ကြမယ်ဆိုရင်တော့အန္တရာယ်ကလွတ်သွားနိုင်တာတွေကိုတွေ့ရတယ်။တဏှာပြန်တော့ဒေါသထွက်မဲ့အစားမြတ်တာပွားပေးလိုက်ခြင်းအပြင်နှုတ်ထွက်စကားများရောညံ့တာအမှုရာတွေကိုတိမ်မွေ့သွားတယ်။တည်ကြည်သွားတယ်။ဒေါသအလျောက်ဆိုရင်သူယူကြီးတယောက်လိုဖြစ်သွားတယ်။ရှိနေတဲ့ကုံတိတ်ခါတွေတောင်အမြတ်ဒေါသအလျောက်ပြောလိုက်တဲ့စကားကြောင့်တပတ်သူရဲ့အထင်သေးခြင်းကိုခံလိုက်ရတတ်တယ်။ ဲ့ဒီလိုသူတစ်ပါးအမြင်မှာလူစုံလူသွမ်းအနေအထားရောက်သွားရပြီဆိုရင်သူများမြတ်တာပဲဆုံးရှုံးလိုက်ရတဲ့အတွက်ကြောင့်ကိုမလုံခြုံတော့ဒါကြောင့်စိတ်ဆိုးလို့ဆိုပြီးတော့တုံ့ပြန်လိုက်တာမျိုးစိတ်ဆိုးလို့ဆိုပြီးတော့ပြုတ်မှုလိုက်တာမျိုးတွေကိုဆင်ခြင်ပါအမားတွေများတတ်တယ်အန္တရာယ်ကြောက်သွားတတ်တယ်အခွင့်အရေးတွေဆုံးရှုံးသွားတတ်တယ်ဘယ်တော့ပဲမဆိုဒေါသထွက်ချင်တိုင်း ဒီဒေါသသည်ငါကိုတော်လကောင်းသူတစ်ပါးကိုတော်လကောင်းဆိုချိုပေးတော်မယ်လို့အရင်ဆင်ခြင်လိုက်ပါထိမ့်သွားပါလိမ့်မယ်။ကောင်းချိုမပေးဘူးဒေါသဆိုတာ။ဒါကြောင့်တရားနာသူပေါင်းသူတော်ကောင်းတို့ဒေါသအစားမြတ်တာတရားရင်မှာဂိမ့်ပြီးတော့အန္တရာယ်ကိပေးရှင်ကြတာအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။